ိုဝါရကြီးဆိုတဲ့ဒီယဉ်ကျေးမှုဒလိထုံနှန်းတွေအရာဆိုရင်အိမ်အောင်ကြပြီးတဲ့အမျိုးသမီးကိုအိမ်အောင်ဘက်အမျိုးသားနဲ့သူ့ရဲ့မိသားစုကပိုင်တယ်ဒီလိုလုတ်ပိုင်ခွင့်ရှိတယ်ဆိုတဲ့အယူဆတွေကကျမတို့ရဲ့လူမှုပတ်ဝန်းကျင်မှာအသားကျနေတာဖြစ်ပါတယ်ဒါတွေက gender ရှုထောက်ကနေကြည့်မယ်ဆိုလို့ရှိရင် လုံးဝကိုမှားယွင်းတဲ့အတွေးခွန်နဲ့ကြင့်သုံးမှုတွေပဲဖြစ်ပါတယ် ားလုံးပဲမင်္ဂလာပါဒီတစ်ပတ်ဖြိုပြေးကဏ္ဍတွေကဂျန်နာစီစဉ်မှာတော့ မရကျုံဇက်လန်တွေတဲကဇက်ဝင်ငန်းတချို့ကိုဂျန်နာရှူတော့ကနေပြီးတော့မှဆွေးနွေးသုံးသပ်ပေးသွားမှာဖြစ်ပါတယ်ဇက်လန်ရဲ့ကြိုးရိုးရဆိုလို့ရှိရင်ဒီအမျိုးသမီးတစ်ယောက်နဲ့အမျိုးသားတစ်ယောက်ရဲ့ငယ်ရွယ်စဉ်အချိန်ကာလကလေးကဖြစ်ခဲ့တဲ့အဆင်မပြေမှုတွေနဲ့အမုန်းတရားတွေကိုအခြေခံပြီးတော့မှနောက်ဆက်တွဲမာနတွေနဲ့လက်စားချေလိုမှုတွေကြောင့်မို့လို့ဒီအိတ်တွင်းရဲ့ပြဿနာဖြစ်ရတဲ့အကြောင်းရင်းကိုပုံဖော်ရိုက်ကူထားတာဖြစ်ပါတယ်ဆိုတော့ကျမတို့ပထမဦးဆုံးဇက်ဝင်ခံကိုကြည့်ကြရအောင်နော် ဘာလို့သူကနေနေလဲဆိုရင်သူတို့မြင်များချင်းကိစ္စသူကသူရှင်းမှာစိမိန်မရှိဘူးလို့ကျောင်းစရာကောင်းတယ်မိမနဲ့မတခမ်းနဲ့တူမနေတာဒီခန်းမှာကြည့်မယ်ဆိုလို့ရှိရင်ရောက်ခမဖြစ်တဲ့သူကချွေမဖြစ်တဲ့သူကိုမကျေနပ်တဲ့အတွက်ကြောင့်မို့လို့အကွက်ဆင်ပြီးတော့မှဖောက်ပြန်တဲ့ဇနီးတွေတယောက်ဖြစ်လှုပ်ကြံပုံဖော်ခဲ့တယ်ဆိုတော့အဲ့ဒါကြောင့်မို့လို့ ဒီခင်မုန်းဖြစ်တဲ့သူကဇနီးတဲ့ပေါ်မှာရုပ်ပိုင်းစိတ်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေကိုကျူးလွန်ခဲ့တဲ့ပြင်ကိုအိမ်ထောင်ရေးဖောက်ပြန်မှုတွေကိုလည်းလုပ်ခဲ့ဆိုတော့တကယ်တမ်းကတော့အိမ်ထောင်တစ်ခုမှာအိမ်ထောင်ရေးဖောက်ပြန်ရင်ပဲဖြစ်ဖြစ်တဦးနဲ့တဦးပေါ်မေတ္တာမရှိတော့ရင်ပဲဖြစ်ဖြစ် တရားဝင်ကွာရှင်းခွင့်တောင်းခံနိုင်ပါတယ်ကြဘလို့အခြေအနေမျိုးမှာပဲဖြစ်ဖြစ်ဒီအမျိုးသမီးပဲဖြစ်စီအမျိုးသားပဲဖြစ်စီအကျန်းဖတ်ခွင့်လုံးဝမရှိပါဘူးဆိုတော့နောက်ထပ်ဇဝင်ခံတစ်ခုကိုကျမတို့ဆက်ပြီးတော့မှကြည့်ကြရအောင်เนาะ 你这老没爷们了，嗯？阿弥，阿弥，阿弥，阿弥。အိမ်ဝင်းကြမ်းဖတ်မှုဆိုတာကဒီအိမ်နောင်ဘက်ကအကြမ်းဖတ်တာတခုတည်းမဟုတ်ပါဘူးအိမ်မှာရှိနေတဲ့မိသားစုဒီမိဘဆွေမျိုးသားချင်းတွေရဲ့အကြမ်းဖတ်တဲ့လောက်ရက်တွေအကုန်လုံးကိုလည်းဆူလိုတာဖြစ်ပါတယ် ဒီဇက်ဝင်ခန်းမှာကြည့်မယ်ဆိုလို့ရှိရင်ယောက်ျားကနေမိန်းမကိုပဲမဟုတ်ပဲနဲ့မိန်းမချင်းချင်းဖြစ်တဲ့ယောက်ခမကနေချွေးမကိုကိုထိလက်ရောက်အကြမ်းဖက်တာမျိုးတွေလည်းပါဝင်နေပါတယ်ဖိုဝါရကြီးဆိုတဲ့ဒီယဉ်ကျေးမှုဒလိထုံတန်းတွေအရာဆိုရင်အိမ်အောင်ကြပြီးတဲ့အမျိုးသမီးကိုအိမ်အောင်ဘက်အမျိုးသားနဲ့သူ့ရဲ့မိသားစုကပိုင်တယ်ဒီလိုလုတ်ပိုင်ခွင့်ရှိတယ်ဆိုတဲ့အယူဆတွေကကျမတို့ရဲ့လူမှုပတ်ဝန်းကျင်မှာအသားကျနေတာဖြစ်ပါတယ် ဒါတွေက gender ရှုထောင့်ကနေကြည့်မယ်ဆိုလို့ရှိရင် လုံးဝကိုမှားယွင်းတဲ့အတွေးခွန်နဲ့ကျင့်သုံးမှုတွေပဲဖြစ်ပါတယ်ဒီဇက်လန်ရဲ့အဆုံးမှာတော့ဒီအနိုင်ကျင့်တာတွေပြီးရင်အိမ်တွင်းကြမ်းဖက်မှုလုပ်တာတွေအိမ်နောက်ရေးဖောက်ပြန်တာတွေကမလုံသင့်ကြောင်းနဲ့ဒီအမျိုးသမီးတွေကိုတံပိုးထားဖို့ကိုအသိပညာပေးစကားတမနစ်စာထည့်ပြီးတော့မှဇက်လန်ကိုအဆုံးသတ်ထားတာတွေ့ရပါတယ်ဒါပေမဲ့လည်း အပိုင်း25ပိုင်းရှိတဲ့ဒီဇက်လန်တစ်ခုလုံးမှာအမျိုးသမီးတရုတ်ဆောင်တွေကိုတဆင့်နှိပ်အရာဝတ္ထုလိုမျိုးသတ်မှတ်ပြီးတော့မှပြောဆိုဆက်ဆံတာပြီးအကြမ်းဖက်တာညှိမ့်မှန်နှိပ်စက်တာအမျိုးသမီးတွေရဲ့အခွင့်အရေးနဲ့ရပိုင်ခွင့်တွေကိုပိတ်ပင်တားဆီးတာတွေကိုပုံစံမျိုးမျိုးနဲ့ရိုက်ကူပြသထားပြီးတော့မှဒီ10မိနစ်စာအာအသိပညာပေးစကားကမလုံလောက်နိုင်ပါဘူး ဘာဖြစ်လို့လဲဆိုတော့တချို့ကြီးစုတဲ့သူတွေအနေနဲ့ကဇက်လန်တစ်ခုလုံးကိုအဆဆုံးဝင်မကြည့်ပဲနဲ့ဟိုတစ်ပိုင်းဒီတစ်ပိုင်းဝင်ပြီးတော့မှကြည့်သွားတာမျိုးတွေလည်းဖြစ်နိုင်ပါတယ်။အဲ့ဒါဆိုလို့ရှိရင်တော့သူတို့တွေကဒီခွဲခြားဆက်ဆံမှုတွေနှိမ့်ချမှုတွေပုံစံခွက်တွေနဲ့ဒီခောက်ယိုကျိုးနေတဲ့ကြားမရေးရအတွေးခေါ်တွေကိုပဲလက်ခံရရှိသွားကြမယ်ဆိုတာကိုသတိပြုမိမယ်လို့ထင်ပါတယ်။ အမှုပညာနဲ့မီဒီယာဆိုတာကလူတွေရဲ့ဒီနေ့တူကအပြုမူနဲ့အတွေးခေါ်တွေပေါ်မှာအများကြီးလွှမ်းမိုးတက်ရောက်မှုရှိတယ်။ဒါကြောင့်မို့လို့အမှုပညာဖန်တီးမှုတွေဆိုတာကလည်းပဲကျမတို့ရဲ့လူမှုပတ်ဝန်းကျင်ကိုအကျိုးပြုဖို့ကောင်းမွန်တဲ့တက်ရောက်မှုတွေရှိဖို့ကိုရည်ရွယ်ပြီးတော့မှဖန်တီးတာမျိုးပဲဖြစ်တည်မှာတယ်။ကျမတို့ကဒီလူဖွဲ့စည်းအသစ်တစ်ခုကိုအတွေးအသစ်အမြင်အသစ်တွေနဲ့အခြေခံပြီးတော့မှဖွဲ့စည်းတည်ဆောက်ရမယ်။အခုလိုကာလမျိုးမှာဂျန်နာမညီမျှမှုတွေဂျန်နာခွဲခြားဆက်ဆံမှုတွေ အကြမ်းဖက်မှုတွေနဲ့လိမ်မိုင်းဆိုင်ရာထိပါနှောက်ယှက်မှုတွေကိုဖြစ်ပေါ်စေတဲ့ဒီဖြိုပြေးရေးအစီအစဉ်တွေကိုတတိမူမိအောင်လို့ကျမတို့ရဲ့ဖြိုပြေးရေးကဏ္ဍတွေကဂျန်နာအစီအစဉ်ကနေပြီးတော့မှအခုလိုမျိုးတင်ဆက်ပေးလိုက်ရတာဖြစ်ပါတယ်။လာမယ့်ပတ်မှာလည်းပဲဘယ်လိုမျိုးဂျန်နာရှုထောက်ကနေပြီးတော့မှဆွေးနွေးတုံ့သက်ပေးသွားမလဲဆိုတာကိုစောင့်မျှော်ပေးကြပါအောင်နော်။